င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ။ ဒီနေ့တော့အထူးကဏ္ဍအနေနဲ့ဆက်သွယ်မေးမြန်းချက်တစ်ပုဒ်ကိုနားဆင်ရဖို့ရှိနေပါတယ်။အညာဒေသအပြင်ကချင်းချင်း တအန်းစကိုင်းမကွေစတဲ့ဒေသတွေကိုရောက်ခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲနဲ့ဆက်သွယ်မေးမြန်းချက်အပိုင်းနှစ်ကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီအပိုင်းနှစ်ထဲမှာတော့ຫນွေဦးတော်လည်ကာလအတွင်းလူမြောက်နေမြေတွေဘလောက်ထိကျဲလာပြီလဲ။မြေပြင်အခြေအနေတွေကရောဘလို့ရှိနေလဲ။ကချင်ချင်း တအန်းစကိုင်းမကွေစတဲ့ဒေသတွေမှာစစ်ကောင်စီကကျင်းပဖို့လုပ်နေတဲ့ရွေးကောက်ပွဲကဖြစ်လာနိုင်ရဲ့လားရဲဘော်တန်ရဲ့အနေနဲ့အနာဂတ်မြန်မာနိုင်ငံရဲ့အလားအလာကိုရောဘယ်လိုမြင်သလဲစတာတွေအပြင်တခြားစစ်ဝင်စားစရာတွေကိုမေးမြန်းထားပါတယ် နွေဦး၂၃နောက်ပိုင်းမှာလူမြောက်နေမြေကဘလောက်ကျေလာတယ်လဲရှင်။အခြေအနေတွေကရောဘလို့ရှိနေလဲရှင်။အထူးသဖြင့်ကတော့အညာရဲ့ဒီခုနကပြောတဲ့ဘိုးချက်ဖြစ်တဲ့ချင်းသွင်းတဲ့အရာဝတီကြားပေါ့နော်။ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးရှိတယ်ပေါ့နော်။ရွှေဘိုးလွေမင်းလိုဟာမျိုးတွေမှာဆိုရင်လည်း မြို့ကြီးတွေသာလျှင်စစ်ကောင်စီကထိုင်နေနိုင်ပြီးတော့ပြန်တဲ့အဲကျေးရွာလေးတော်တော်များများဟာအာကျွန်တော်တို့ဒီဒီတော်လိုင်းရေးတပ်ဖွဲ့နဲ့လူထုကဒါကိုကိုတိုင်းပဲအဲအုပ်ချုပ်ရေးပဲဖြစ်ဖြစ်ကိုကိုတိုင်းပဲအဲခုနစီမံခန့်ခွဲရေးဖြစ်ဖြစ်အဲလူမှုရေးတွေဖြစ်တဲ့ပညာရေးကျမ်းမာရေးဒီကိစ္စတွေကို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 တိုင်းကိုကံကြမ္မာကိုဖန်တီးနေနိုင်နေကြတဲ့အခြေအနေကိုဟာကျွန်တော်တွေ့ရ ရဲဘော့တန်ခဲက CNF ဌာနချုပ်ရောက်တယ် KIU ဌာနချုပ်ရောက်တယ် TNL ဌာနချုပ်ရောက်တယ်နောက်ပြီးတော့စကိုင်းတိုင်းမကွေတိုင်းပေါ့နော်အဲ့ဒီနေမြေအကုန်လုံးအနှက်သွားတယ်စိတ်ထဲမှာဘလူးခန့်စားရလေရှင့်အနာဂတ်အတွက်မျိုးလေးချက်တွေကကြီးနေသလားအားရသလားကြောင်အောင်မေလူများခန့်စားရသလားရှင့်ဒီနေ့လူဦးတော်နိုင်ရေးမှာကျွန်တော်တို့တွေကအာပြီးနေတဲ့ ဒေတာတွေကိုပဲကြည့်မလားဒါမှမဟုတ်ရင်လည်းခုပြောတဲ့အညာဒေတာလို့ခေါ်မယ်အဲမကွေးစကိုင်းအဲအဲမန္တလေးအဲ့လိုဒေတာတွေကိုပဲကြည့်မလားအဲ့လိုဒေတာတွေမှာအထူးသဖြင့်ကတော့တော်လိုင်းတပ်ဖွဲ့တွေကတပ်ဖွဲ့တစည်းရဲ့ရှိတာမဟုတ်ဘူးတော်လိုင်းတပ်ဖွဲ့အများများစွာရှိတယ်ဒါကကျွန်တော်တို့ဟိုဒီလူလူကြားမှာအာအာဒီစစ်အာဏာရှင်စန့်ကျင်ရေးကိုအတူတကွဟလာလူလူကိုယ်တိုင်လုံလုံနေကြတော့ဒီနေမြေဒီမှာ စစ်ကောင်စီအနေနဲ့ကမြို့ကြီးတွေနဲ့မြို့ပြပေါ်မှာလောက်တာလျင်အဲသူကအာအဲသူ့ရဲ့အုပ်ချုပ်ရေးကိုထိချုပ်ထားနိုင်ပြီးတော့မြို့ရဲ့အပြင်ထွက်တာနဲ့အထူးသဖြင့်ကျေးလက်ဒေသနောက်တစ်ခုကတော့လမ်းမန်းနေနောက်တော့ကကြမြစ်ကြောင်းနေအဲဒီဒေသတွေအားလုံးပါကငါကျွန်တော်တို့ဒီအဲအဲတော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့မှထိန်းချုပ် အဲထားနိုင်ပါပြီအဲ့ဒီတော့ဒူဒူတွေကလည်းအဲ့ထဲမှာနေတူဝနော်ဒါဒီခုနပြောသလိုစကောင်စီရဲ့အုပ်ချုပ်ရေးနဲ့လည်းကင်းလွန်နေတယ်နောက်တော့ကြာတော့ဒီဒီသူ့ရဲ့နေထိုင်မှုဘဝကလည်းအဲဒါဟာအာဒီဒီအဲစကောင်စီရဲ့လေချောင်းရံ အာရှိနေတဲ့အချိန်မှာအပါကြံတဲ့အချိန်တွေမှာအာအဲစိုက်ပျိုးရေးသမားလည်းစိုက်ပျိုးရေးမပြက်တော့ကိုကိုကိုဒီဒီကုံသက်စည်းဝါလုံးနေလို့ရတယ်ကုံသက်စည်းဝါအယောင်းဝယ်သမားလည်းအယောင်းဝယ်မပြက်အဲအဲလုံနေကြတယ်ဒီတော့ပြောခြင်းတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဒီဒီသားတွေမှာအာကျွန်တော်တို့လွတ်မြောက်တယ်ဆိုတာတဲ့ကျွန်တော်တို့ ကိုကိုတိုင်းဒါလူထုနဲ့အတူကျွန်တော်တို့ဟိုဒေါ်လာကြီးတက်ဖွဲ့နေတဲ့လူထုနဲ့ဟာတသားတည်းကြာနေလို့ကျွန်တော်တွေ့တယ်။အဲအဲ့ဒီအပြင်ကျွန်တော်တို့ဟောက်ကကြောင်သွားတဲ့လာတဲ့နေရာမှာလည်းအဲကျွန်တော်တို့လွတ်လွတ်လပ်လပ်အဲသွားလာနိုင်တဲ့အချိန်တော့ရှိနေပြီလို့ကျွန်တော်အခိုင်အမာပြောရတယ်။အဲကျွန်တော်တို့1988 1990ကာလမှာဥပမာ အာကျွန်တော်တို့ဘဝအတွေ့အကြုံကဆိုရင်နောက်ဖက်ဒေတာကနေပြီးတော့မှအာခုပြောနေတဲ့တရုတ်ပမာဏဇက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကလာနဲ့ခြီးပြီးတော့မှနှစ်နဲ့ခြီးပြီးကြာကောင်းကြာနိုင်ပါတယ်ဒီနေ့အချိန်ဒီမှာဆိုရင်တပတ်အတွင်းကျွန်တော်တို့ကသွားလို့ရတယ်အဲ့တော့ချင်းပြည်နယ်ကိုဟိုဖြတ်မလားဟလာချင်းပြည်နယ်ထဲမှာဆိုရင်လည်းချင်းဒေါ်လာရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေကအထူးသဖြင့်ကတော့အာဒီဒီဒီအဲကာလာမိုင်းတွေနောက်တစ်ခုကလူရုကြားမှာရှိတဲ့ရွာတစ်ခုနဲ့တစ်ခု ူဆက်နေတဲ့လမ်းတွေကတော်လိုင်းရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်တယ်။အလားတူပဲမကွေးတိုင်းထဲမှာဆိုရင်လည်းအခုပြောတဲ့ပုံတောင်ပုံညာကိုကြည့်မလား။အဲနောက်တစ်ခုကတော့မကွေးပြည်သားထဲမှာအာရှိနေတဲ့ကလေးကံကောအဲနောက်တစ်ခုကတော့ပခုတ်ကူအဲနောက်တစ်ခုကတော့ ဟောအဲဒီပသိမ်ပုံကလမ်းမအကြီးကြီးဟာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကထိမ့်ချုပ်နိုင်ပြီလို့ပဲပြောမှာဖြစ်ပါတယ်အဲဆိုလိုချင်တာကတဖြောင်နဲ့မသွားနိုင်တော့လဲပဲကျွန်တော်တို့ကရန်သူရှိတဲ့စခန်းတွေကိုကိုင်းပြီးတော့မှကိုလိုကခီးကိုအဲလွတ်လွတ်လပ်လပ်နဲ့တော်လိုင်းတက်ဖွဲ့ တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးသွားလာနိုင်တဲ့အခြေအနေရှိတယ်။အလားတူပဲသခိုင်းတိုင်းထဲမှာလည်းတချို့မျိုးနယ်တွေကလွတ်မြောက်နေတယ်။အလားတူပဲမြစ်ကြောင်းတွေရှိတယ်။မြစ်ကြောင်းတွေမှာဆိုရင်လည်းစစ်ကောင်စီကထိန်းချုပ်ထားတာတဲ့ကျွန်တော်တွေ့တာကတော့တော်လိုင်းရေးတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်။ အဲ့အဲ့ရနဲ့ဆက်ကြည့်ရင်ဒီဒီဒီအထူးသဖြင့်ကတော့အညာရဲ့ဒီခုနကပြောတဲ့ဘိုလ်ချက်ဖြစ်တဲ့ချင်းတွင်းတဲ့အရာဝတီကြားပေါ့နော်ကျွန်တော်တို့သခိုင်းတိုင်းဒေသကြီးရှိတယ်ပေါ့နော်ရွှေဘူးလွေမြင့်လိုဟာမျိုးတွေမှာဆိုရင်လေညိုကြီးဒေသလေးရင်စစ်ကောင်စီကထိုင်နေနိုင်ပြီးတော့ကျန်တဲ့ကျေးရွာတွေတော်တော်များများဟာအာကျွန်တော်တို့ဒီဒီတော်လိုင်းရေးတပ်ဖွဲ့နဲ့လူထုကဒါကိုကိုတိုင်းပဲအဲအုပ်ချုပ်ရေးပဲဖြစ်ဖြစ်ကိုကိုတိုင်းပဲအဲခုနစီမံခန့်ခွဲရေးဖြစ်ဖြစ်လူမှုရေးတွေဖြစ်တဲ့ပညာရေးကျမ်းမာရေးဒီကိစ္စတွေကိုကို ကိုကိုကိုတိုင်ကိုကန်ကျမကိုဖန်တီးနေနေနေကြတဲ့အခြေအနေကိုကျွန်တော်တွေ့ရတကယ်လို့များစစ်ကောင်စီကရွေးကောက်ပွဲလုပ်ရင်အဲ့လိုဒေတာမှာဘလို့ပုံစံမျိုးလုံနိုင်တယ်လဲရှင်လုံနိုင်မဲ့အခြေအနေကဘလို့ရှိနေလဲရှင်ချင်းပြည်နယ်ဆိုရင်လေချင်းနေကိုတိုင်ကန်ကျမဖန်တီးနိုင်ရမယ့်အခြေအနေတနည်းအားဖြင့်ပြောရင်အာအာဒီအတွင်းဒီညှိနှိုင်း နှီးနိုင်ဆွေးနွေးရမယ်အချင်းချင်းညာမှာဖြေရှင်းရမယ်ပြဿနာတွေရှိတော်လဲပဲအဲစစ်ကောင်စီအတွက်ကတော့ချင်းပြည်နယ်ကိုဟာငါတို့ချင်းပြည်ဆိုပြီးအရင်တုန်းကငါတို့အုပ်ချုပ်တယ်လို့အုပ်ချုပ်မယ်ငါတို့ခုနပြောသလိုဒါဒီဒီပြည်နယ်ဒီငါတို့ပြောသမျှပေးသမျှဒါရမယ်ငါတို့စုပ်ဖြတ်မှလုပ်မယ်ဆိုတဲ့အဆင့်ကနေကြော်သွားပြီလို့ကျွန်တော်ထင်တယ်ဒီတော့ပါဆိုချင်းကန်ချင်းမှာကိုချင်းကဖန်တီးရတော့မယ်အနေထားကိုမလွဲမသွေညှိနှိုင်းဆောင်ရွက်ရမှာ ဲ့တော့ဆိုလိုချင်တာကတော့ဒီနေ့အချိန်ဒီမှာချင်းမျိုးသားတူတစ်ခုလုံးအတွက်လဲအားရကျင်တဲ့ဖွယ်ရာရှိတယ်ဒါပေမဲ့ချင်းမျိုးသားတွေကြားမှာညီနိုင်ဆက်ဆက်ပြီးတော့မှအာခုနပြောသလိုကိုကံကြမာရဲ့အဖြစ်ကိုကိုကိုတိုင်ဖန်တီးနိုင်ဖို့တော့လိုလဲဦးမယ်လို့ထင်တယ်ဒါတစ်ခုကျွန်တော်တို့ဒီဗမာအများစုကြီးစိုးတဲ့ဒေသတွေကိုပြန်ကြည့်ပြန်တော့အဲ့ဒီလိုပဲကျွန်တော်တို့ပြန်တွေ့တယ်ကျွန်တော်တို့အားလုံးဟာစစ်ကောင်စီကိုတော်လှန်ပုံကန်ရတာ တူညီတယ်ကျွန်တော်တို့အားလုံးအတူတကွအလုပ်လုပ်ဖို့ကျွန်တော်တို့ဒေသတွေမှာကိုယ်ကံကြမ္မာကိုဖန်တီးဖို့ကြာတော့ကျွန်တော်တို့နိုင်ငံရေးမှာခေါင်းပြောင်းနေတယ်လို့ကျွန်တော်ထင်တယ်နိုင်ငံရေးခေါင်းပြောင်းနေတယ်လို့ထင်တယ်ခုဒီနေ့တိုက်ပွဲကရွေးကောက်ပွဲတိုက်ပွဲမဟုတ်ဘူးရွေးကောက်ပွဲနဲ့ဟိုဟိုဟိုနီလန်းနဲ့ရယူရမယ့်တိုက်ပွဲလည်းမဟုတ်ဘူးလက်နက်ကင်တော်လိုင်းနဲ့ရယူရမယ့်ဟိုဟိုတခုတည်းနဲ့လည်းအဆုံးဖြတ်ပြီးမှမဟုတ်ဘူး ဒါမဲ့တေးကြတာတခုဟာနိုင်ငံကြီးအဖြေကိုလည်းရှာအောင်မှာဖြစ်တယ်ကိုဒေတာတွေမှာအဲ့လိုအဖြေရှာတဲ့အခါမှာဘယ်ဖွဲ့စည်းရဒါငါဓမ္မမွေလေဘယ်အစုစည်းကဓမ္မမွေလေဘယ်နေရာမှာငါတို့စုဆောင်ဆွေးနွေးစကားပြောပြီးတော့မှအဖြေရှာကြမလဲဆိုတာမလို့ဘူးကျွန်တော်စစ်ကောင်စီစမ်းကျင်နေတာတော့မှန်တယ်ဒါပေမဲ့စမ်းကျင်နေတာတောင်မှခုနကပုံစံမျိုးလုံးနဲ့စမ်းကျင်တော့ဒီပုံစံမျိုးစုံကြားမှာအမိန်ပေးမှုစနစ်တွေစနစ်တကျတိဆောက်ဖို့အလုပ်တွေကို အချိတ်ဆက်မိမိလုတ်ဖို့ကလည်းကျွန်တော်အားနေနေတာတွေ့ဒါကျွန်တော်တို့ရဲ့အားနေချက်ဒီလိုပြောတဲ့အတွက်ဒီကျွန်တော်တို့ကစစ်ကောင်စီကိုရှုံးပေးရမယ်လို့ကျွန်တော်ဆိုတာမဟုတ်ကိုကိုအားနေတဲ့ကိုကိုဟိုပြင်ဆင်ရမှာပေါ့ဟို UNG ကလုတ်နေတာဒါသူတို့အားလုံးအတွက်အစိုးရဆိုတဲ့အတွက်နိုင်ငံရေးမှာရောအုပ်ချုပ်ရေးမှာရောအာဒီဒီလူမှုရဲ့လိုအပ်ချက်တွေဖြစ်တဲ့ပညာရေးကျန်းမာရေးစသဖြင့်ဒီဟာတွေဟာအစိုးရတရရဲ့အဲမှာတာဝန်ရှိတာမှန်ပေမဲ့ ီတကူတည်းနဲ့လည်းမလုံလောက်ဘူးလို့ကျွန်တော်အဲ့လိုမြင်တယ်။ဒါအားဒါကြောင့်မို့အားလုံးရဲ့ညှိနှိုင်းဆက်ဆံမှုအားလုံးရဲ့နိုင်ငံရေးအရာအားလုံးခုနပြောတဲ့အဲတစုတစီတဲ့တစုတည်းကျင့်တတ်တာမဟုတ်ဘဲနဲ့ဘာပဲဖြစ်ဖြစ်အားလုံးလက်ခံနိုင်တဲ့ဟာမျိုးကိုကျွန်တော်တို့အဖြေရှာနိုင်တဲ့အခင်းချင်းကမတွေ့သေးဘူးလို့ကျွန်တော်ထင်တယ်။အဲ့ဒါကကျွန်တော်တို့ဒီကြားထဲမှာလှုပ်ရမယ်လို့ထင်တယ်။ ABSDF ရဲ့ဒီကနေ့တော်လန်ရေးကြီးထဲမှာအခန်းကဏ္ဍရောဘယ်လိုရှိနေသလဲရှင်။ EBSDF ကနေမြေဘလောက်တကျဲမှာဘလူလုရှားနေပြီလဲရှင်။နှစ်ခုခွဲပြောရမယ်ထင်တယ်။ခုနပြောသလိုပဲစစ်ကောင်စီကအဲခုနကမြို့ထဲမှာပဲရှိနေတာ။နော်မြို့ထဲမှာပဲရှိနေတယ်။အဲဒါတော့မှတချို့မြို့တွေမှာအာ မြို့တစ်ခုလုံးကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်တာမရှိဘူးအကန့်အသတ်နဲ့ရဲစခန်းလုံးဟာမြို့ဓမ္မမုံရင်လေသူ့ရဲ့တပ်စခန်းနေရာလိုမျိုးသာလည်းရှိနေတာအဲဒီတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အခါမှာအာကျွန်တော်တို့ကဒီရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေရှိမယ်နောက်တစ်ခုကလူထုရဲ့ခုနကမဲပေးရမယ်လူထုရဲ့အခြေအနေတွေရှိတယ်အဲဒီတော့ဒီလိုအခြေအနေအဓိအဓိကအဲ့နှစ်ခုမရှိဘဲနဲ့ကျွန်တော်တို့ကအာရွေးကောက်ပွဲတစ်ခုလုပ်ဖို့ဆိုတာအာမလွယ်ဘူးအဲ့တော့နိုင်ငံရေးပါတီအနေနဲ့ကလည်းလူထုဒီခုပြောလဲနိုင်ငံရေးလှုပ်ရှားမှုတွေကို ဘယ်လိုပြရမလဲအဲ့တော့မြို့ပြထဲမှာပြဖို့ဆိုတာလေအကန့်တက်ကတော်တော်ကြီးသွားပြီလို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကတော့လူတုရဲ့မဲပေးရမယ့်ပုံစံကလည်းအဲဒီလိုမျိုးဒီဒီမတိမငိမ့်မှုတွေနောက်တစ်ခုကတော့ဒီအဲပဋိပက္ခတွေကြားထဲမှာမယုံနေဖွင့်ပြီးတော့မှပေးရဖို့ဆိုတာကလည်းအဲလူတုအတွက် မျိုးပြတွေကလူမှုတွေပြဿနာမရှိပြီမဲ့ကျေးလက်ဒေသတွေမှာအဲ့ဒါတွေကမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်။အဲအဲ့တော့လုံနိုင်တာတစ်ခုကတော့ဒီဒီဒီမဖြစ်မနေလုံမယ်လို့ခုနပြောသလိုဟာဒါကြီးကိုဟိုဟိုဟန်ပြနေတယ်ငါတို့လုံရတော့မယ်ဆိုရင်တော့အာဒီနေ့ခေတ်စကားနဲ့ပြောရရင်တော့အာ online ပေါ့ဗျာငါခုပြောတဲ့ဒီဒီ line ပေါ်ကနေပြီးတော့မှ voting စနစ်တင်နေဗျာ လုံမလားပေါ့ဗျာဒါကလည်းဒီဒီတော်တော်ကိုကျွန်တော်တို့ခင်းရင်းတယ်လို့ကျွန်တော် ဟောယူဆရတယ်အဲအဲ့တော့ဟိုပြောတင်တာဒီ data ကြီးတွေပေါ့နော်မာကအုတ်ချုပ်ရရလဲမရှိဘူးလို့ကျွန်တော်ထင်တယ်အဲနောက်တစ်ခုကတော့စီမံခန့်ခွဲရေးအုတ်ချုပ်ရမရှိဘူးစီမံခန့်ခွဲရေးလည်းမရှိသလိုဥပဒေစိုးမှုရေးကလည်းမရှိဘူးတည်ငြိမ်မှုကလည်းမရှိဘူးအဲနောက်ပြင်ရုပ်ောက်ပွဲပေါ်မှာလူတို့ကလည်းအယုံကြည်ရမရှိတော့ဘူးဒီຫນွေဥဒေါ်လာရေးကရုပ်ောက်ပွဲအကြောင်းပြချက်နဲ့ဖြစ်လာခဲ့ရတာဖြစ်တော့နောက်ထပ်ရုပ်ောက်ပွဲဆိုတဲ့အပေါ်မှာလည်းလူတို့ကဒါအယုံကြည်မရှိဘူးဖြစ်နေအဲ့တော့အယုံကြည်မရှိတဲ့ဂျားတွေ တွေကဇွတ်တိုးလို့ရင်တောင်မှဒီခက်ခဲတွေကိုဘယ်လိုကြော်မလဲဆိုတာကအာတော်တော်ကိုစဉ်းစားစရာအာကိစ္စဖြစ်တယ်အဲ့တော့လောက်ကောင်းလုံနိုင်ရင်တောင်မှဒီခုပြောတဲ့အကန့်တက်နဲ့မြို့ပြထဲမှာရှိတဲ့တစုတို့နော်လို့လို့အာအနေချင်းလောက်တာလင်းဒီရွက်ောက်ပွဲမှာဟန်ပြလုတ်သွားနိုင်တဲ့အခြေအနေလိုပဲရှိတယ်လို့ပဲကျွန်တော်မြင်ပါတယ်ရဲဘော်တန်ခဲအနေနဲ့အနာကက်မြန်မာနိုင်ငံရဲ့အလားအလာကိုရောဘယ်လိုမြင်မိပါလဲရှင် ဒီအချိန်မှာတော့လက်နက်ကင်တော်လိုင်းရေးနဲ့လူလူတော်လိုင်းရေးကတကယ်ပေါင်းဆက်သွားတယ်လို့အခိုင်အမာယုံကြည်တယ်။ဒါတော့ ABS ရဲ့အနေနဲ့ကအလုတ်၃ခုရှိတယ်လို့ကျွန်တော်ကျွန်တော်တို့မြင်တယ်။တိုင်းရင်းသားလက်နက်ကင်တော်လိုင်းရေးအင်အားစုတွေနဲ့ကျွန်တော်တို့ ABS ရဲ့ခါလက်တွဲခဲ့တဲ့အလျောက်အဲ့ဒီဒေသတွေမှာလည်းအခုခြေဆိုင်နေရဆဲဖြစ်တယ်။အဲ့တော့သူတို့လူမျိုးရေးတိုက်ပွဲတွေသူတို့ဒေသတွင်းမှာရှိနေတဲ့အဲရုံးကန်လှုပ်ရှားမှုတွေမှာ အိပ်ပြက်စက်ဟာတိုင်းသားလက်နက်ကင်တော်လာရေးဒေတာတွေမှာအလုတ်တူတူလုတ်ကာကွယ်ရေးတိုက်ခိုက်ရေးတွေကိုအတူတူဆင်နွှဲနေကြတဲ့အပိုင်းတွေလည်းဆက်လက်ရှိနေမယ်အဲ့ဒါကိုဆက်လုပ်မယ်ဒုတိယတစ်ခုကတော့ခုပြောနေတဲ့ဒီနေ့စစ်ကောင်စီဒီနေ့ဒီ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်ကနေလွတ်မြောက်ရေးအတွက်ဆိုရင်တော့အဓိကဖြစ်တဲ့ချင်းတွင်းအရာဝတီမြေပြန့်ဒေတာတွေဗမာအများစုဒေတာတွေမှာ တကယ်ကိုစစ်ကောင်စီကိုတွန်းလဲပစ်နိုင်တဲ့နိုင်ငံရေးစီရေးတိုက်ပွဲတွေပေါ်ပြဖို့လိုတယ်။အဲ့တော့အတွင်းမြင့်နေစားသည်ဒီနေ့စစ်ကောင်စီပြိုကျရေးပြိုကျရေးအတွက်အဆုံးဖြတ်ပွဲတွေဖြစ်လာနိုင်တယ်။အဲ့ဒီအဆုံးဖြတ်ပွဲတွေမှာ ABS ရဲ့တက်နိုင်သမျှပါဝင်တဲ့တတိယတစ်ခုကတော့ကာယယုံနဲ့မပြီးဘူးကျွန်တော်တို့ကိုယ်တိုင်စစ်ကောင်စီကိုဖြုတ်ချနိုင်တဲ့အစီအမံတွေကိုကျွန်တော်တို့စဉ်းစားထားနိုင်ဖို့လိုတယ်။အဲ့ဒီအလောက်ကကျွန်တော်တို့တဖွဲ့လေးလုံးလို့ရမယ်ကိစ္စလည်းမဟုတ်ဘူး။အဲ့တော့ဒီဟာကိုလည်း ခုပြောနေတဲ့အခြားနိုင်ငံရေး NGO လို့အဖွဲ့အစည်းမျိုးတွေအခြား EU လို့အဖွဲ့အစည်းမျိုးတွေအထူးသဖြင့်ကတော့အဲဒီနေ့ဒေါ်လာရေးမှာအရေးပါအရာရောက်တဲ့အဖွဲ့အစည်းတွေနဲ့ ABS ဟာဆက်ဆက်နှိမ့်နိုင်ပြီးတော့မဟာဗျူဟာကြကြအလုံးလုံးနိုင်တဲ့အစီအမံတွေထဲမှာလည်းပါဝင်ဖို့လိုတယ်လို့ထင်တယ်ဒီသုံးခုကိုကျွန်တော်တို့ဒီလက်ရှိအဲတာဝန်ရှိနေတဲ့လူတွေ88မျိုးဆက် ABS ရဲ့ ခေါင်းဆောင်လေးအနေနဲ့ဒါကိုအလင်းနဲ့ထားစဉ်းစားသင့်တယ်ကျွန်တော်အပြင်ကတော့စစ်ကောင်စီကမေးပြင်းမှာအုပ်ချုပ်ရေးရောတရားစီရင်ရောဥပဒေပြူရေးရောနောက်တစ်ခုကတော့သူ့ရဲ့အဲထိန်ချုပ်မှုတွေကမေးပြင်းမှာတော်တော်များများကလက်လွတ်ခဲ့ရပါပြီနောက်တစ်ခုကတော့သူ့ရဲ့အဲအခုပြောနေတဲ့ ဒီဒီ sorry အဲကျွန်တော်တို့ဘက်ကအာမြို့ပြကြီးတွေကိုဒါမထိန်းချုပ်တိုင်းတာတော့လဲလူကြီးအများစုကြီးရှိတဲ့ကျွန်တော်တို့ဒီခြေလက်နဲ့လူဒုအပေါ်မှာ ကျွန်တော်တို့ဒီအားလုံးကတော့ထိန်းချုပ်ထားနိုင်တဲ့အခြေအနေရှိတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့လူအပ်နေတာက ကျွန်တော်တို့တည်ဆောက်မဲ့အုပ်ချုပ်ရေးကျွန်တော်တို့တည်ဆောက်မဲ့တရားစီရင်ရေးကျွန်တော်တို့တည်ဆောက်မဲ့အဲခုပြောတဲ့လူမှုရေးပညာရေးကျန်းမာရေးဒီစနစ်တွေကိုတော့ကျွန်တော်တို့ခိုင်ခိုင်မာမာ အာအုံမမချနိုင်သေးဘူးအစာပြုံးမှုတွေမလုံနိုင်သေးဘူးလို့ဟိုပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့သွားမဲ့ပုံစံကတော့အာပြီတောင်စုတစ်စုဖွဲ့မှု ပုံစံလို့ကျွန်တော်အဲ့လိုပဲမြင်တယ်ဒါကကျွန်တော်သွားခဲ့တဲ့ data တခြား data မှာလည်းအဲ့လိုဖြစ်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုလိုချင်တာအတိုင်းပြည်ကတော့ကျွန်တော်ကပြုတ်ကွဲသွားမှာမဟုတ်ဘူးဘာဒီနေ့ခုနကပြောတဲ့နိုင်ငံတကာနိုင်ငံရဲ့ဒီဒီစီတက်မှတ်ချက်တွေပေါ့ ဒီ international boundary တွေကအရွှေအပြောင်းဆိုတာကအင်မတန်ခေရင်ပါတယ်ဒါပေမဲ့ international boundary ကလွတ်လပ်ရေးကျွန်တော်တို့တိုက်ပွဲအပီဒီခုပြောနေတဲ့ဒုတိယကမ္ဘာစစ်အပီကိုလိုနီနိုင်ငံတစ်တီပေါ်တဲ့ထဲမှာဗမာနိုင်ငံကပေါ်တယ်။ဒါပေမဲ့ border စီးတွေဟာအ ਨੇ အချင်းအငင်းပွားမှုတွေကပြောင်းနိုင်ပေမဲ့တစုံလုံးကြီးပြောင်းသွားနိုင်တဲ့ဟာမျိုးမဟုတ်ပါဘူး။ဒါတော့ဒါပေမဲ့ပြဿနာတွေကတော့ဒီခုပြောနေတဲ့အဝန်ဝိုင်းကြီးထဲမှာကျွန်တော်တို့ကရှိနေသေးပဲ။ အရင်တော့ရှိတဲ့ပုံစံနဲ့ခုရှိတဲ့ပုံစံအရင်တော့စုဖွဲ့မှုပုံစံနဲ့ဒီနေ့စုဖွဲ့မှုပုံစံကတော့ပုံစံမတူတော့ဘူးအဲ့ဒီအပြောင်းလဲရတော့အတွင်းထဲမှာအဲ့ဒီအပြောင်းလဲရတော့အသက်ဖြစ်နိုင်မယ်လို့ကျွန်တော်ထင်တယ်အရင်တော့ identity ရှိထားတဲ့လူတွေကပုံစံတစ်ခုဖြစ်ပေမဲ့အရင်တော့ identity အဖြောက်ခံထားတဲ့လူတွေအတွက်ကလည်းတောင်းဆိုချက်အစ်စ်တွေဖြစ်လာနိုင်တယ်အဲ့တော့ကချင်ဒေသရှိနိုင်တယ်ခုပြောနေတယ်ဟိုရှမ်းဒေသရှိနိုင်တယ်ပလောင်ဒေသရှိနိုင်တယ်ခုပြောနေတယ် အဲဒီဒီအဲချင်းဒေတာတွေရှိနိုင်တယ်ရခိုင်ဒေတာတွေရှိနိုင်တယ်ခုပြောနေတဲ့ကဒနုဒေတာတွေရှိနိုင်တယ်အဲ့လိုဒေတာတွေဂျားထဲမှာပဲခုပြောသလိုပဲအထဲထဲမှာညှိနှိုင်းမှုတွေဆက်ဆက်မှုတွေပုံစံအစ်စ်ပေါ်တဲ့ဟာတွေကအာကျွန်တော်မလွဲမသွေဒါကျွန်တော်တို့ချင်းချင်းတစ်ဖက်က identity အရာညှိရမှာဖြစ်တယ်လို့တစ်ဖက်ကအားလုံးဘုံကျိုးအတွက်ဘာလဲဆိုတာလည်းကျွန်တော်တို့ညှိမှရမယ်လို့အဲ့လိုပဲနေတယ် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။